ကဲအဲ့ဒီတော့အန္တရာယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ဒီနေရာလေးမှာအန္တရာယ်၅မျိုးကိုမှတ်သားကြည့်ကြရအောင်အန္တရာယ်ဆိုတာ၅မျိုးရှိတယ်အန္တရာယ်ဆိုတဲ့အတိတ်ဘက်ကဆိုလိုရင်းကဘာလို့ဆိုဂျားဖြတ်အနှောင့်အယှက်အန္တရာဆိုတာဂျားဖြတ်ပြီးတော့အန္တရာယဆိုတဲ့ပါဠိကလာတာအန္တရာအယအန္တရာဆိုတာဂျား အရာဆိုတာဖြစ်ပေါ်လာတာတစုံတစ်ခုလုံးနေတဲ့အလုတ်တစ်ခုကြားထဲမှာကြားဖြတ်ပြီးတော့နှောက်ရက်တဲ့အရာအဟံတာတစ်ခုလို့ဆိုလို့တယ်နော်ဘေးအန္တရာယ်ဆိုတာလည်းတမျိုးပြောကြတယ်ဒီအန္တရာယ်ကကြားဖြတ်နှောက်ရက်လို့ဒီလိုမှတ်တာကြားတဲ့ဝင်ရောက်နှောက်ရက်သွားတာအန္တရာယ်လို့ခေါ်တယ်အဲ့ဒီအန္တရာယ်နဲ့ပတ်သက်ပြီးတော့ ဘယ်နှမျိုးရှိတော့ဆိုတာလေးကိုဘောဓုတအဖြစ်မှတ်သားသင့်တယ်ပေါ့အဲ့တော့အန္တရာယရဲ့ဒီနေရာမှာဆိုလိုတဲ့အန္တရာယရဲ့အထိပ္ပယ်ကခြားဖြတ်ပြီးတော့နှောက်ရှက်ဆိုတော့ဘာအတွက်ခြားဖြတ်ပြီးနှောက်ရှက်ဖြစ်တာလဲအမျိုးမျိုးနေလူတွေမှာဟောအသေးသေးကြုံရင်တော့အသက်အသက်ရှင်ခြင်းရဲ့အန္တရာယ်ပေါ့ နော်စီးပွားဥစ္စာတိုးတက်ခြင်းရဲ့အန္တရာယ်ရှိတယ်အသက်ရဲ့အန္တရာယ်ရှိတယ်အမျိုးစုံရှိတော့ဈာမကြီးရဲ့အန္တရာယ်ရှိတယ်ချက်ဖြတ်ဖြစ်လာတာတွေကတိုးတက်မှုတစ်ခုရဲ့အန္တရာယ်တစ်ခုဖြစ်လာတာအဲ့ဒါအန္တရာယ်လို့ခေါ်တယ်ချုပ်ပြီးတော့အခုဒီမှာဆိုလိုတဲ့အန္တရာယ်ကဘာလို့ဆိုရင်တက္ကမောက္ခဏအန္တရာယကရုဒိဋ္ဌိအန္တရာယီကောတိဘွားမှာ နိဗ္ဗာန်ရဖို့နိဗ္ဗာန်ကိုသိဖို့နောက်ဘဝမှာကောင်းရသူတိဘုံရောက်ဖို့အနေဖြစ်တာပြောတာအသက်အနေရလဲမဆိုင်ဘူးဒီနေရာမှာပစ္စည်းဥစ္စာတဲ့အနေရလဲမဟုတ်ဘူးနော်ဒီယူဆတစ်ခုသည်နဗ္ဗေရောက်ဖို့အတွက်အဟံတာဖြစ်တယ်မဖို့နိဗ္ဗာန်ရဖို့အတွက်အဟံတာဖြစ်တယ်အဲ့ဒီနှစ်ခုအတွက်အဟံတာ အသက်သေကိုလည်းမဟုတ်ဘူးစီးပွားအတွက်လည်းမဟုတ်ဘူးမဖို့နေပါအတွက်အဟံတာဖြစ်တယ်ကောင်းရာဘုံကိုရောက်ဖို့အတွက်အဟံတာဖြစ်တယ်အဲ့ဒီအဟံတာတွေနဲ့ပတ်သက်ပြီးတော့ငါးမျိုးခွဲထားတာရှိတယ်ကမ္မနမတေကကမ္မကမ္မသည်အန္တရာယိကတစ်ခုပဲအနောက်ရှက်တစ်ခုပဲကံကနေလဲပြီးတော့ ကိုယ့်ရဲ့ကောင်းရဲ့သုတိဘုံရောက်ဖို့အတွက်နှောက်ရတစ်ခုဖြစ်တယ်။အဲ့တော့ကမ္မဆိုတာဘယ်ဟာတုံးလို့ဆိုလို့ရှိရင်လူတယောက်ဟာစိတ်လိုက်မှန်ပါဒေါသအလျောက်အမေကိုတတ်မိတယ်အဖေကိုတတ်မိတယ်ယဟနာကိုတတ်မိတယ်တန်ကသင်ကြွအောင်လုပ်တယ်မြတ်စွာဘုရားသွေးချင်တီအောင်လုပ်တယ်ဆိုရင်ချီမားတဲ့ကံကြီးထိုင်လိုက်တယ် ကံကြီးတစ်ခုပြစ်မှုတစ်ခုကျွလွန်တယ်အဲ့ဒီငါးမျိုးတည်းကတစ်ခုကျွလွန်လိုက်တယ်ဒေဝရကနှစ်ခုကျွလွန်တယ်အဲ့ထက်တစ်ခုတည်းမကောင်နှစ်ခုကျွလွန်တစ်ခုနဲ့တည်းမဲ့အပြစ်ကကြီးနေပြီနှစ်ခုကျွလွန်သွားတယ်ဘာလို့ဆိုရင်တန်ခါသင်ခွဲတာရယ်ဖရာဟုတ်သွေးစိမ့်တီအောင်လုပ်တာရယ်ဒေဝရကနှစ်ခုကျွလွန်လိုက်တယ်အနန္တရိယကနှစ်မျိုးကျွလွန် အဲ့တော့အမေတ္တထာရဲ့အဖေတ္တထာရဲ့ယဟန္တာတ္တထာရဲ့တန်ခါသင်ခွဲတာရဲ့ယသော်ဗျာသွေးစိတ်တောင်လှုပ်တာရဲ့ဆိုရယ်ကံကြီးငါမျိုးကိုကျူးလွန်လိုက်ပြီဆိုလို့ရှင်အဲ့ဒီကံဒီကောင်းရသူဒီဘုံရောက်ဖို့အတွက်ခြားဖြတ်အနောက်ရှက်တစ်ခုဖြစ်သွားတယ်။တေဒီချမ်းမဲ့နိုင်လုံးဝတေးချငရဲကြမယ် ကုစားလို့မရဘူးအဲ့ဒါအဲ့တော့ကာရတိဂရိဘုံရောက်ချင်းရဲ့အနောက်ရှက်အဟန္တာတစ်ခုဖြစ်သွားတယ်အဲ့ဒီကံကအဲ့ဒါကိုဆိုလို့အဲ့ဒါကိုကမ္မန္တရေလို့ခေါ်တယ်ကမ္မအန္တရေကံဆိုတဲ့အနည်းရဲ့လို့ဆိုလို့တယ်ဩတခြားကံတွေကတော့ဒီလောက်ကြီးအပြစ်ကြီးတာမရှိဘူးအဲ့ဒီပိစန္ဒနရိယကံကတော့ကမ္မန္တရေလို့ခေါ်တယ်အဲ့ဒါတော့သိကြပါဦး ူကကောင်းရသူဒီဘုံမရောက်နိုင်ဘူးအဲ့ဒါနဲ့အလားတူသာသနာတော်မှာဘာတစ်ခုရှိတော့ဆိုမြတ်စွာဘုရားရဲ့တပြိမှပြပြပြင်းပြင်းရံပြုတ်ထားတဲ့ဘိက္ခုနီမကိုကျူးလွန်တာနော်ကျူးလွန်တဲ့ပြစ်မှုအဲ့တော့ ဘိက္ခုနီမာကိုကျူးလွန်တဲ့ပြစ်မှုကလည်းပဲတည်သည်ချမဲ့နဲ့ကောင်းရသူတွေဘုံမရောက်နိုင်ဘူးအဲ့ဒီကံရှိနေတဲ့ကောင်းတဲ့ကောင်းရဘုံမရောက်နိုင်ဘူးသူကလည်းအဟန္တာတစ်ခုပဲလို့သူဆိုလို့ရတယ်အဲ့ဒါကိုကမ္မန္တရယကံသည်ကောင်းရသူတွေဘုံတခြားကံတွေရဲ့တခြားကံတွေဝင်ပြီးတော့အကျိုးမပေးနိုင်ဘူးသူကပဲအကျိုးပေးမှာမကောင်းတဲ့ဘုံကတန်းရောက်နိုင်တယ်ဒါကိုကမ္မန္တရယလို့ခေါ်တယ် နောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်နိယတမိစ္ဆာဒိဋ္ဌိကံနိယတမိစ္ဆာဒိဋ္ဌိဆိုတာဒီပြလူချင်းရဲ့အကျိုးမရှိဘူးနော်လှူတာအကျိုးမရှိကံကိုညင်းဆိုတယ်ကံဤအကျိုးတရားကိုညင်းဆိုတယ်ဆိုတဲ့မိစ္ဆာဒိဋ္ဌိ လောကမှာကံကုသိုလ်အကုသိုလ်ကံဆိုတာမရှိဘူးကုသိုလ်အကုသိုလ်ကံရဲ့အကျိုးဆိုတာလည်းမရှိဘူးနောက်ဘဝဆိုတာမရှိဘူးအမေပေါ်မှာစော်ကားတာလည်းအပြစ်မဖြစ်ဘူးနော်ပြုစုလို့လည်းအကျိုးမရှိဘူးဆိုရက်အဲ့ဒီဒီနတ္ထိကကံခေါ်တာပေါ့သူဆဲတယ်ပဲပါတယ်မိစ္ဆာဒိဋ္ဌိအဲ့ဒီမိစ္ဆာဒိဋ္ဌိယင်တဲ့နှလုံးနဲ့အသေးနဲ့စွဲနေအောင်ယုံကြည်ထားပြီဆိုလို့ရှိရင်တဟာနိယတမိစ္ဆာဒိဋ္ဌိကံလို့ခေါ်တယ် အဲ့ဒီနိယတမိစ္ဆာဒိဋ္ဌိကံနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒိဋ္ဌိဆိုတာကိလေသာနိယတမိစ္ဆာဒိဋ္ဌိဆိုတဲ့ဒီဒိဋ္ဌိဆိုတဲ့ကိလေသာရှိပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလည်းပဲကာသုတိဘုံရောက်ဖို့မရှိတော့ဟောနောက်ရှက်ဖြစ်သွားပြီမဲ့ဖို့နိဗ္ဗာန်လည်းမရတော့ဘူးအဲမဲ့ဖို့နေပါနဲ့မရနိုင်ဘူးဒီယူဝါဒကိုမစွန့်သမျှ ဒီယူအရကိုမစွန့်သမျှနှက်ပြေကိုလည်းမရောက်နိုင်ဘူးအဲ့ဒါချားဖြတ်အနောက်ရှက်တစ်ခုပဲနော်တကကမန္တရေကမန္တရိကမန္တရာယနှစ်ကကိလေသန္တရာယကိလေသာဆိုတာဒိဋ္ဌိကိုပြောတာဒီနေရာမှာမိစ္ဆာဒိဋ္ဌိကိုပြောတာနောက်နံပါတ်3ကတော့ဘာရောဆိုလို့ရှိရင်ဝိပါကံတရေလို့ခေါ်တယ်ဝိပါကကံတရားရဲ့အကျိုးဆက်ကလည်းပဲ မဲ့ဖို့နေပါရဖို့အတွက်နောက်ရှစ်ဖြစ်တယ်သူကအဲ့ဒါဘာရောလို့ဆိုရင်အပေလေးပုံသားတွေရဲ့ပရိသတ်တွေအပေပုံသားတွေရဲ့ပရိသတ်တွေတရိษံတွေရဲ့ပရိသတ်တွေနော်တရိပြိတ်ဟိုတဲ့မော်ငရဲတရိษံပြိတ်တာအတုရကဲသူတို့ရဲ့ပရိသတ်တွေစိတ်ဟာအကုသလဝိပေဥပေက္ခတန္တိရဏစိတ် အဲ့ဒီစိတ်အခြေအနေရှိနေတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီဘဝမှာဘယ်နည်းနဲ့မှတရားရုတရားမြတ်မရနိုင်တာဒါဒီဒီဝိပါကဆိုတာတားထားတာနော်ခြေနေမရဘူးအဲ့ဒီပရိသေရေနဲ့ပရိသေရေနေတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှတရားရုမရအောင်အဟိပုဂ္ဂိုလ်လို့ခေါ်တယ်အဟိပုဂ္ဂိုလ်လို့ခေါ်တယ်နောက်လူသားတွေကဆိုလို့ရှိရင်တော့ တရေကန်းလာတဲ့ပုဂ္ဂိုလ်တွေတရေတဲကနားထိုင်လာတဲ့ပုဂ္ဂိုလ်အဲ့တော့တရေကန်းတရေနားထိုင်ဆိုတာကဒီပတိတရေတဲနေတဲ့ပုဂ္ဂိုလ်မှဟိုကုသရဝိပ္ပဥပ္ပခတ္တနေရနာဆိုရယ်အဟိပတိတရေနေလာတဲ့ပုဂ္ဂိုလ်တွေဟာမွေးတဲ့အခါမှာမျက်စိပါမလာဘူးနားကြားရပါမလာဘူးဖြစ်ပြီးမှ ပြတ်တာကိုပြောတာမဟုတ်ဘူးဖြစ်ကုန်မဖြစ်ခဲ့တာအဲ့လိုမပါလာတဲ့ပုဂ္ဂိုလ်နောက်ပန္ဒကဆိုရယ် ပန်တုတ်လို့ခေါ်တယ်ဟာပေါ့နော်ပန်တုတ်တို့ဥပတော်ပြီးတို့အဲ့ပုံကမျိုးတွေရှိတယ်လိန်ကိစ္စနဲ့ပတ်သက်ပြီးတော့ပုံမှန်မဖြစ်တဲ့ပုံကိုတွေဥပတော်ပြီးဆိုတာနှစ်ဖက်ချုံနော်ကြားလဲပါတယ်မလဲပါတယ်အဲ့လိုပုံကတကယ်ရှိတာနော်ခုခေတ်တည်းရှိတယ်ကြားရင်ကမရင်ကနှစ်ခုပါတယ်အဲ့ဒီပုံကိုတွေရဲ့တရေဟာ အကုသလကုသလဝိပ္ပဥပ္ပခတန္တေရဏအဲ့ဒါတရေကဉာဏ်သိအတွက်ကြောင့်တရေဆိုတာဝိပ္ပစိတ်ပဲတရေကဉာဏ်သိအတွက်ကြောင့်သူတို့ဟာတရားဥတရားများဆိုတာအတွက်မရနိုင်ဘူးဘယ်လိုအနေနဲ့မှမရတော့တရားဒီဘဝမှာအဲ့ဒီဘဝမှာဘယ်လိုအနေနဲ့မှမရနိုင်အဲ့တော့ပရိသေရေကတားထားတဲ့ပေါ့ပရိသေရေကအဆင်မမီတဲ့ပုံကိုယ်တွေလို့သူတို့ပြောရမှာပေါ့နော် ဘလောက်တရားဟောဟောမရနိုင်ဘူးအဲ့ပုဂ္ဂိုလ်တွေအဲ့ဒါကြတော့ဝိပါကန္တရာယလို့ခေါ်တယ်ပရိသေဝိဘက်စိတ်ရဲ့ညံ့ဖျင်းမှုပေါ့ဒါမို့တရားရုရတဲ့ပုဂ္ဂိုလ်ဟာတိပုဂ္ဂိုလ်ဆိုတာပရိသေကောင်းတဲ့ပုဂ္ဂိုလ်မှရတာလေထွေးရဲ့ကြောင့်မှမရနိုင်ဘူးလို့ပြောတာနောက်တစ်ခုကတော့ဘာလို့ဆိုလို့ရှိရင်အရိယူပဝါထာ ဥပဝါဒံတရာယိကဥပဝါဒဆိုတာဆွဆွဲတာအရိယပုဂ္ဂိုလ်ကိုဆွဆွဲမိပြီဆိုရင်မတောင်းပါမချင်းသူကအနှောက်ယှက်ပေးနေမှာအရိယပုဂ္ဂိုလ်ဆွဆွဲရင်တရားရုတရားပြန်လုံးဝမရဘူးမတောင်းပါမချင်းဒီဟာကအဟံတာဖြစ်နေပါပဲဒါကြောင့်မလို့တောင်းပန်လိုက်ပြေးသွားပြန်ရောသူကြတာတောင်းပန်လိုက်တာနဲ့သူက အဟံတာမလုံးတော့မတောင်းမှန်သမျှသူကအဟံတာဖြစ်နေအဲ့ဒါကိုရိပဝရကံလို့ခေါ်တယ်တောင်းမှန်လိုက်ရင်တော့ရပြီဒါကြောင့်မို့တရားထုတ်တဲ့ခါမှာဆရာတော်ကြီးတွေကလမ်းညွှန်တယ်မို့လားအရိယာသူတော်စင်တွေကိုပြမမိသည်ရှိတော့ကရောပါတယ်ဝန်ချပါတယ်ဆိုအဲ့ဒါပြောတယ်တရားဥမရမှာဆိုလို့အနည်းဖြစ်တတ်တယ်အဲ့ဒါနော်အဲ့ဒါကအရိပဝရအန္တရာယ်တစ်ခု နောက်တစ်ခုကတော့ယဟန်နေနဲ့ပတ်သက်တယ်။ရှမ်းတော်ဒီမှာမြတ်စွာဘုရားကပြည့်ညတ်ထားတဲ့သိက္ခာပုဒ်ကြီးရှိတယ်။အဲ့ဒီပြည့်ညတ်ထားတဲ့သိက္ခာပုဒ်တစ်ခုခုကိုစိတ်ပါလက်ပါစေရနာနဲ့ကျူးလွန်ထားပြီးတော့မခုစားပဲနေတဲ့ပုဂ္ဂိုလ်အပတန်လန်ရှိနေတဲ့ပုဂ္ဂိုလ်အဲ့ဒီပုဂ္ဂိုလ်ကလည်းပဲတရားဘလောက်ချင့်ချင့် အဲ့ဒီကျူးလွန်ထားတဲ့ပြစ်မှုကဟန်တာဖြစ်နေတယ်။အန္တရာယ်ပေးနေတယ်ပေါ့နော်။ချားဖြတ်ပြီးနှောင့်ယှက်နေသည့်အတွက်ကြောင့်မဲ့ဖို့နေပါအောင်မရနိုင်ဘူးတဲ့။အဲထုံးစံအတိုင်းကုစားရမယ်။ပါရဇိကပြစ်မှုကျူးလွန်ထားရင်လူထက်။ဈာဘောကိုစွန့်။တန်ခါတိတ်စိတ်ပြစ်မှုကျူးလွန်ထားရင်ထုံးစံအတိုင်းအဘကနေကုစား။တခြားတိခဘုတ်တေကျူးလွန်ထားလို့ရှိရင်ဒေသနာကြား။ သုံးမျိုးရှိတယ်အဲ့သုံးမျိုးလုံးမမြတ်စွာဘုရားရဲ့တိခါပုဂ္ဂိုလ်စေရဏပါပါကျွလွန်ဖော်ပြထားတဲ့ပုဂ္ဂိုလ်တယောက်ဟာတရားရုတရားမြတ်ရနိုင်တယ်နှုတ်ဘုဆုမြတ်နိုင်ဘူးအဲ့လိုဆိုလိုတယ်နော်အဲ့တော့ပေါင်းလိုက်တဲ့အခါကျတော့အန္တရာယဆိုတာအန္တရေမေဖို့နိဗ္ဗာန်ရဲ့အဟံတာဟာ၅မျိုးရှိတယ် ကံကလည်းပဲဟန်တာနိုင်တယ်ခိလေသာကလည်းဟန်တာနိုင်တယ်ပရိသေရိဝိဘက်ကလည်းဟန်တာနိုင်တယ်ဆွဆွဲမှုကလည်းပဲဟန်တာနိုင်တယ်မြတ်စွာဘုရားရဲ့တိခဗုဒ္ဓကိုကျွလွန်မှုကလည်းဟန်တာနိုင်တယ်ဟန်တာနိုင်တာ၅မျိုးဘာကိုဟန်တာတာတော့ဆိုတရားဥတ္တရာမြတ်ကိုဟန်တာတယ်ကောရသူတိဘုံရောက်ဖို့အတွက်ဟန်တာတယ်ဆိုအဟန်တာဖြစ်သွားတယ်ပေါ့နော်